ဇာကာရဲ့ဒဏ်ရာအခြေအနေစိုးရင်ရလားကျွန်တော်အလုံးဝမင်္ဂလာပါခရီးအကြီးကဲဂေါနက်စ်ကနေအာဆွဲပရိသတ်တွေအလုံးကိုပြန်လဲကြိုးဆူလိုက်ပါတယ်အာဆွဲကတားဆီးမရနိုင်ပါဘူးအစ်ဆွဲကိုလေးကိုကိုမရှိတဲ့အနိုင်ပြီးတော့သူတို့တန်ပါမှုကိုပြသခဲ့ပြန်ပါတယ်အစ်ဆွဲနဲ့ပွဲအားတိတ်ပြီးတော့အေးမကြည့်ပေမယ့်အာရီဒါအဓိကကစားမအများစုကိုအသုံးပြုပြီးအောင်ဆိုင်ကစားခဲ့ပါတယ်ဒါကြောင့်လေတန်းစရမဲ့အစ်ဆွေဟာအာစတေးဒိုးစစ်အောက်မှာကောင်းမဖော်နိုင်ခဲ့ပါဘူး။ပွဲစားပိုင်းမှာပဲအာစတေးဥဆောင်ကိုစားရသလို အစ်စစ်ဇာမာတူထုတ်ပဲခံရလို့လဲပို့ပြီးတော့လွယ်ကူသွားတယ်။အာထီရာကတိုင်းစစ်မှာထရော့ဆက်မာတင်နလီစာကာတို့ထားကစားခဲ့တာပါ။မရီနိုကကွင်းလယ်မှာတက်ကလန်ရိုက်စ်တဲ့တွဲဖက်ကစားခဲ့ပါတယ်။ဒီကစားမှာခင်းချင်းဟာ PSG နဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပွဲတွေရည်ရွယ်ပြီးတော့အာထီရာဆန်းတက်နေတာပါ။ PSG နဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြော့မှာပါတီမပါနိုင်တဲ့အတွက်အာထီရာကကွင်းလယ်ကိုမရီနိုနဲ့တက်ကလန်ရိုက်စ်အတွဲကိုဆန်းတက်နေတာဖြစ်ပါတယ်။တိုင်းစစ်မှာထရော့ဆက်နဲ့မာတင်နလီတို့အစွမ်းပြနိုင်တာအာစတေအတွက်သတင်းကောင်းဖြစ်ပြီးတော့ ်ဝမ်ရီကလည်းဂိုးသွင်းနိုင်ခဲ့ပါတယ်ဒါမဲ့ဆာကာထံအရောက်သွားလို့အာစတန်အသင်းပြိတ္တတွေစိုးရိမ်နေခဲ့ကြပါတယ်ဆာကာပွဲချိန်32မိနစ်မှာအစ်စ်ဝစ်ကလီဒေးဗီးရဲ့ဒါစီပုံကျန်းတမ်းမှုကြောင့်ဒဏ်ရာရသွားခဲ့တာပါဆာကာဒဏ်ရာကိုအားတိတ်မလို့ဒုတိယပိုင်းအစားထိကိုကစားခဲ့ပါသေးတယ်ဒါမဲ့အာဒီတာကမလိုအပ်ဖဲဒဏ်ရာပြင်းထန်မှာစိုးလို့ဆာကာကိုအနာပေးခဲ့တယ်အရန်ကုန်တိုင်းအောင်တော့ဇာကာသူ့ခြေောက်ကိုရေခဲကန်နေတာမြင်ရလို့အာဆယ်သင်းပြိတ္တတွေစိုးရင်စိတ်ကြီးမားခဲ့တာပါ ာဒီရာကစကားတကောက်ကျော်ထံရရသွားတယ်လို့အတည်ပြုခဲ့ပါတယ်။သူရဲ့ထံရမလိုပဲပြင်းထန်သွားမှာဆိုလို့အနာပေးခဲ့ရလို့လည်းပြောပါတယ်။အစ်ဆွေဇာမားဖြတ်ထုတ်ပုံကိုလည်းအာဒီရာကဝေဖန်ခဲ့တယ်။စကားရွယ်ချက်ရှိရှိဖြတ်ထုတ်ခံရမျိုးမဟုတ်ပေမယ့်အနေအများနဲ့ဖြတ်ထုတ်မှုနဲ့ရင်ဆိုင်လိုက်ရတာပါ။ကံဆိုရင်ဒဏ်ရာတော်မှပြင်းထန်နိုင်ရနိုင်တဲ့ဖြတ်ထုတ်မှုနဲ့ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။စကားရဲ့ထောက်ထားတဲ့ခြေောက်ကခန္ဓာကိုယ်ရဲ့လေးချိန်ကိုထိန်းထားပြီးတော့အဲ့နေရာကိုဖြတ်ထုတ်ခံလို့ဆိုရင်စာကောင်းပေမယ့်ကံကောင်းစွာနဲ့ပဲဒဏ်ရာကမှပြင်းထန်ခဲ့ပါဘူး။ လက်ရှိအာဒီမာအာစတေကစကာအော်ဒီဂတ်ဟာဗတ်ဂျေဇူးစတဲ့အဓိကကစားမတွေဒယာပက်ထရာနဲ့ရင်ဆိုင်ခဲ့ရလို့ပို့ပြီးတော့ရုန်းကန်နေခဲ့ရတယ်။အခုစကာဒယာမပြင်းထိုင်ပဲမမျော်လင့်မဲ့ဒယာထပ်ပြီးတော့ရာသွားမှာကိုစိုးရင်ကြီးနေရပါ။ BG နဲ့ Champions League Semi-final က April 26မှာကစားမှာဖြစ်လို့အဲ့ဒီပွဲမှာတိုင်ခင်ဒယာအနာတရကင်းစီအောင်တတိထားပါလိမ့်မယ်။အာစတေအတွက်အားထားတဲ့ Gabriel ကလည်းတကောက်ကျော်ဒယာရာထားပါရင်ကြွက်သားနာဂျီယာကနေဖြစ်တဲ့တကောက်ကျော်ဒယာရရှိနှုန်းဟာပြီးခဲ့တဲ့ရာသီထက်အတော်လေးကိုမြင့်တက်လာတာပါ။ တကောက်ကျော်တန်ဟာရတဲ့ကစားမအနည်းဆုံးတလားလောက်အနားယူရပါတယ်။တကောက်ကျော်တန်ဟာတတ်တာလို့ပွဲကစားပြီးနောက်ရပ်ပေါင်း30အတွင်းမှလည်းပြန်ပြီးတော့ဖြစ်တတ်ပါတယ်။တကောက်ကျော်တန်ဟာမကြာခဏခံစားရတဲ့ကစားမတွေဟာအလင်းမြန်ကစားတာမျိုးလုပ်လို့မရပါဘူး။ဖြစ်နိုင်အရန်ကစားမဖြစ်ပဲတဖြည်းဖြည်းအချိန်ယူသင့်ပါတယ်။အခုလဲတကောက်ကျော်တန်ဟာရထားတဲ့စာကာကို အာဒီတာသတိထားပြီးတော့သုံးဆွဲရပါမယ်။ပရီးမီးယားလိပွဲတွေကအရေးမကြီးတော့လို့စာကာကိုပွဲချိန်ပြည့်မကစားခိုင်းသင့်ပါဘူး။စာကာမရှိချိန်မှာအာစတန်ပို့ပြီးတော့ရုံးကန်ရတတ်တာအစင်လာတစ်ခုပါ။ ဇာကာပြန်ကစားနေကြမှာအာစတဲချန်ပီယံမျောလင်းချက်တွေပို့ပြီးတော့ဇိုင်လန်ဆိုပြီးလာတာအမှန်ပါပဲဇာကာနောက်ဆုံးရခဲ့တဲ့ဒဏ်အားကတကောက်ကျော်ဒဏ်အားဖြစ်ပြီးတော့အဲ့ဒီဒဏ်အားကြောင့်ကာလာရှီအနားယူခဲ့ရပါတယ်ဇာကာကပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းမှာတကောက်ကျော်ဒဏ်အားရခဲ့ပြီးတော့လေးလားတော့အနားယူခဲ့ရတာပါအခုလဲအာရီတာကဇာကာရဲ့ဒဏ်အားမစိုးရင်ရဘူးဆိုပြီးတော့ပြောပေမဲ့ဇာကာအနေနဲ့ဂူဒ်ဆိုက်ကစားစီခြင်းပါတယ်ဇာကာအာစတင်အတွက်တိတ်ပြီးအရေးကြီးတယ်ကျဲပွင့်မဟုတ်လား ဟုတ်ကဲ့ပါဒီဘောကတော့လောက်ပါပဲခင်ဗျခဏတော့အာစနယ်တင်းနဲ့ပတ်သက်တဲ့အကောင်းစားစောင်းပါဗီဒီယိုတွေတည်င်းတွေကိုမြန်မြန်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် live follow subscribe လုပ်ထားပြီးပေါ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ